ငရဲမှာပူတယ်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 လို့ခံစားရတာခင်ဗျာအပူတယ်ဆိုတဲ့အာရုံခံစားနိုင်လို့ပဲငရဲကဝိညာဉ်လို့ဘာမှမခံစားရတဲ့ဝိညာဉ်လိန်လို့ဆိုပူလဲဆိုပြင်းဆိုင်နာရလည်းမရှိပူရလည်းမရှိအဲ့လိုဝိညာဉ်ဘာမှအာရုံမရှိတဲ့ဝိညာဉ်ပူရလည်းမရှိနာရမျိုးစာရလည်းမရှိဗျာကိုစာလုံးမှုတ်တိတ်ကြီးနဲ့ခံစားရတယ် ်ပူကြီးကိုခံစားရတယ်ဒုက္ခကြီးခံစားရတယ်ဆူးနဲ့မီးကိုခံစားရတယ်ဆိုတာဒါဟာအဲဝိညာဉ်ကဆန့်ချီလို့အဲ့လိုပဲကျွန်တော်ကောင်းကင်ပုံကိုရောက်မဲ့ကျွန်တော်ဝိညာဉ်ဆန့်ချီတယ်ဘာဆန့်ချီဝမ်းမြောက်ကောင်းကင်ပုံမှာ အမှရှိတဲ့အပင်တွေအသီးတွေကိုစားမယ်ခန္ဓာကဘယ်တော့မှမသိဘူးအိုခြင်းနာခြင်းကင်းမဲ့အိုခြင်းနာခြင်းကင်းမဲ့တဲ့ဇုံဖြစ်သွားတယ်မမြဲတဲ့အရာဆိုတာမရှိတော့မနဲ့မြဲတဲ့အရာဖြစ်သွားတယ်နှိမ့်စတဲ့အရာဖြစ်သွားတယ်ဒါပါတယ်ထာဝရအသက်နဲ့ထာဝရကောင်းနေမယ် ဒါဝူကျွန်တော်အဝိညာဉ်နာခန္ဓာကိုအရေးကြီးတယ်အခုကျွန်တော်တို့လူတိုင်း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 ရဲ့အားလုံးရဲ့လူအစ်စ်ကကျွန်တော်တို့အထက်ကဝိညာဉ်ဒါကမြေအိမ်ဒါကျွန်တော်တို့ရဲ့မိဘမျိုးမျိုးစင်စကန်တည်ဆောက်လာတဲ့မြေအိမ်ကျွန်တော်တို့ကိုဖန်တီးခဲ့တဲ့အဖေနဲ့အမေအားလည်းသူတို့တည်ဆောက်သွားတော့ကျွန်တော်တို့ဖန်တီးတဲ့မြေရံသူတို့မြေကြီးရောက်တော့သူတို့ရဲ့ဝိညာဉ်က တို့ကျွန်တော်တို့ရဲ့ဝိညာဉ်ကနောက်ဆုံးရရင်နလန်းမသွားမှာထာဝရငရဲနဲ့ထာဝရကောင်းပြီအဲ့သွားမယ့်အရာကျွန်တော်တို့ရဲ့ဝိညာဉ်ကအာယုံခံစားမှုရှိတယ်ကျွန်တော်ဒီသွားမယ့်အရာကိုထာဝရအသက်ကိုရဖို့ထာဝရကောင်းရင်ရဖို့ထာဝရစီရင်တဲ့လုပ်ကအခုကျွန်တော်ပေးနေတဲ့လွတ်လန်းကျွန်တော်ပေးနေတဲ့လွတ်လန်းကျွန်တော်ခုပြောပြနေတဲ့ထာဝရအသက်နဲ့ဆိုင်တယ်။တန်းပြပြပြထာဝရဖရာခင်ကို စစ်မှန်တဲ့ဖခင်ကိုတိကျွမ်းယုံကြည်ခြင်းနဲ့သူဆေလွတ်တဲ့သားတော်ယေရှုခရစ်ကိုတိကျွမ်းယုံကြည်ကျွန်တော် finish ပြီးပြီခရစ်တော်က finish i finish အမှုပြီးပြီအမှုပြီးရဒီမှာပြောတာမဟုတ်ဘူးနော်လောကကမှာပြောဘူးကောင်းငယ်မှာအနာဂတ်မှာစီမံကောင်းငယ်မှာလည်းအမှုပြီးပြီးတော့ခရစ်တော်ကပြောခဲ့ပြီးတာအော်ပြောမှာပေါ့မပြောခဲ့သေးပြောမှာဒါပေမဲ့ကျမ်းစာမှာဖော်ပြပြီးတာတွေ့ရတယ်မိတ်ဆွေကျွန်တော်တို့ကစဉ်းစားတယ်